ားလုံးပဲမင်္ဂလာပါရှင်ကျွန်မအခုပြပြပေးမယ့်ရေတွေကမိမိတို့ရှိမှာတောကရီတအားများနေတာတောကရဲ့စနစ်ကပြောမလို့ဒုက္ခဒုက္ခတွေများပြားတဲ့ကမိမိမှာတောကရီတအားများလာတာကိုပြောချင်တာပေါ့နော်တောကရီတအားများတယ်စိတ်ပြည့်စုံမှုတွေတအားများတယ်ဆိုလို့ရှိရင်ခုရေတွေကိုလုံးဆောင်ရတယ်နောက်တစ်ခါကျတော့မိမိအိမ်မှာတကူးမချခဏကက်နေတာတကူးအနောက်ဆက်ဒုက္ခတွေပေးနေတာမျိုးဆိုလေဒီရေတွေကလုံးလို့ရတယ်တောကရော တောခါနဲ့သူကိုနေရပြောမ6ရက်အတွဲတွေကိုသူကအဲ့လိုမျိုးကိုကိုအဲ့လိုမျိုးတောခါတွေအပူတောခါတွေများနေပြီးဆိုလို့ရှိရင်ကျမဒီရတရားလုပ်ပေးပါအဲ့တော့ကျမဒီရတရားကိုတက်ကင်းရိုက်တယ်လို့ခေါ်တယ်အဲ့တော့သူကိုဆိုလဲ6နဲ့တောခါဆိုလဲ6နဲ့6ရက်ကိုကျမတက်ကင်းဆိုပြန်လိုက်တာပြန်လိုက်မယ်ဆိုလို့ရှိရင်2 6ဖြစ်သွားတယ်နှစ်ချောက်အတွင်းနှစ်ချောက်အတွင်းနဲ့ဒီမှာရေဒီယာဆင်ရင်ရမှာပေါ့နော်အဲ့တော့ရေဒီယာအစီအုံပြုတ်လို့မယ်ဆိုလို့ရှိရင်နှစ်ချောက်ဆိုတော့ဒီမှာကက်တစ်ပေါ့ဟွန်းကက်တစ်သားကက်တစ်သားဆိုတာကကျမတို့ဒီမှာတော့ရှာပွေးကခတ်တယ် အဲ့တော့လွယ်ကူတဲ့အရာကိုစဉ်းစားကြအောင်အဲ့တော့ကျမတို့ကစွတ်တုံစွတ်တုံဟိုဟိုလုံးကြီးရလေးကြီးကြီးလေးအဲကျမခုလိုပြောမှာအကြောင်းနည်းနည်းလေးအလုံးသေးတယ်ရှိတာကိုဆွဲလို့လာဆွဲလို့ပြတာဟိုမပြည့်တတ်တဲ့ဟိုတော့ကတွေကင်းဝေးစေခြင်းလို့ပေါ့နော်အဲ့တော့ဖန်ကွက်ဖန်ကွက်ဆိုတာအနည်းတော်လောက်လေးပေါ့ဟိုအရန်သေးတာမျိုးတော့အဆင်မပြေဘူးနည်းနည်းလေးလည်းကြည့်ရမယ်နည်းနည်းလေးလည်းကြည့်ရမယ်အနည်းတော်လောက်လေးပေါ့အော်တလားလားဆိုလည်းရတယ်သူကနည်းနည်းလေးသေးလည်းရသေးတယ်တဘောကလေအဲ့လိုဖန်ကွက်ကိုကျမတို့တူတူကြီးကြီးလေးနဲ့ လိုတင်ထားလိုက်ရမှာတင်တဲ့နေရာမှာကျွတ်တူကအမြင့်ညွတ်မှန်ရမယ်ဒီအမွေးဒီအမြင့်မြင့်လေးထွက်တဲ့ဟာကဂျာတော့ဒါအမြင့်ပေါ့ကျွန်တော်အမြင့်တချို့ကမသိမှဆိုလို့ပေါ့နော်ဒီအပေါ်ဘက်ကကြတော့အညွန့်တက်တာအဲ့တော့ကျမတို့ကအထက်အောက်မှန်ရမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီအညွန့်တက်မဲ့ထိတ်ကလေးကိုကျမတို့ဖြတ်လိုက်ဖြတ်လိုက်မယ်ဖြတ်ပြီးသွားလို့ရှိလို့ရှိရင်အမြင့်တိုင်းကထားလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီလိုမျိုးတွေသွားပြီးတော့တိတ်ထားလိုက်ရမှာ ်တက်ထားမှာအောက်ကအောက်ခြေမှာဖန်ခွက်ရအောက်ခြေမှာရေအနှဲငယ်ထည့်ထားလို့ရတယ်ဘာလို့ဆိုတော့ထိနေလို့ရှိရင်တော့ကောင်းမှုနဲ့အရာရှင်တန်တာပေါ့တဘောကနော်မထီပဲလည်းဒီကထထားလိုက်ရတယ်နော်အဲ့တော့အဓိကတော့ဖန်ခွက်အပေါ်မှာဒီမောတူတူထားကျင်လားတူတူရဲ့အပေါ်မှာကျမတို့ကအမွှေးတိုင်းနှစ်တိုင်းထုံးကြီးရမှာဖြစ်တယ်ပေါ့နော်အမွှေးတိုင်းနှစ်တိုင်းဒီထိတ်ကလေးကိုဖြစ်လိုက်နော် မွေးတဲ့နှစ်တိုင်းထိုးနီးရမှာဖြစ်တယ်။တစ်တူကဒီတဲ့ကြီးကြီးလေး။အော်နှစ်တိုင်းထိုးနီးတဲ့အခါကျရင်ကျမတို့အဲ့ရောက်စားဘာလို့မှအဲ့ဖန်ခွက်ကိုမြတ်စွာဘုရားရှင်ကိုအမွေးနဲ့တာဒီဒီတိုင်းလေးလှူရမှာဖြစ်တယ်။မနက်နှစ်တိုင်းညနှစ်တိုင်းပုံမှန်လေးလှူဒန်းသွားပြီအဲ့ဒီမှာပြောကြရှိတာကဘာကိုကောင်းစိတ်လဲဆိုလို့ရှိရင်ကျမတို့မိမိတို့မှာတောကတွေပြင်းကြီးစေတယ်အဲဒုက္ခဒုက္ခတွေပြပြလွယ်တယ်ပေါ့အဲ့ဒီကတောကမှန်ရင်ကင်းဝေးစေတယ် နောက်တစ်ခုကတကူကိုယ့်အိမ်မှာတကူတွေတောင်းညမ်းနေရမျိုးဆိုလို့ရှိရင်မလာတော့ဘူးမကတ်တော့ဘူးအဓိကနောက်တစ်ခုကကြတော့အဲ့ဒီမှာပြောကြရှိတာအာရဝေးကနေပြီးတော့ကျမတို့အမတိမ့်တိမ့်ကြီးတို့ရဝေးကအဲ့တယ်လာတော့မယ်ပေါ့ကိုရှိမှလာဖို့ရှိတယ်ဆိုလို့ရှိရင်တည့်ရတရားမလုံးနဲ့အာနာမည်အစ6စာနှစ်ဆုံးပေါ့နော်အဲ့လိုမျိုးလာဖို့အစီအစဉ်ရှိနေရဆိုလို့ရှိရင်တော့တည့်ရတရားမလုံးနဲ့ဘာလို့လဲဆိုတော့သူတို့ကအကြောင်းမျိုးကြောင့်ကိုရှိကိုမရောက်တော့မလာတော့ဘူးထို့သူပဲမမိအိမ်မှာလဲဒီလိုမျိုးပေါ့ ဲ့ဒီ6အစနှစ်အစုံနာမည်မျိုးရှိရဆိုလို့ရှိရင်လည်းဒီရတရားမလုံနဲ့ဘာလို့ဆိုလုတ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီသူကအိမ်မှာမနေဘူးအပြုံထွက်တာအเจ้าမျိုးကြောင့်တငယ်ချင်းချင်းပေါင်းတဲ့သွားနေတာမျိုးတွေအိမ်ကထွက်သွားတာအဲတချို့ဆိုလို့ရှိရင်ကျမကြုံမှုတယ်အတော့ခါတော့ကင်းကင်းဝေးသွားပါရဲ့ဒါပေမဲ့အဲသူ့မှာသူ့မှာအိမ်မှာရှိတဲ့အပြိုကြီးကတငယ်ချင်းသွားနေနေတာအဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့သူကအယုစာတစ်ချက်နာမည်ကအမှားဆိုလို့ရှိရင်အဲ့တယောက်တော့တင်းတင်းကြီး တမင်းကြီးဆိုတဲ့နာမည်နဲ့အပြိုကြီးပေါ့နော်အာသူကထွက်သွားတာအဲ့တော့ခြားစာအနှစ်အစုံနာမည်မျိုးရှိရင်ဒီရေတွေကမလုံးနဲ့တကယ်လို့မရှိဘူးဆိုလို့ရှိရင်တော့ဒီရေတွေလုံးလို့ရတယ်အလုံးကြည့်ပါအဲတကယ်ဟိုပဲမိမိရဲ့အကဲတကွာတွေတောကပြေပြောက်ပြီးပြေပြောက်ဖို့အတွက်ကဒုက္ခတွေကအင်းဝေးပေးရတာပေါ့အတ္တကတော့ဆက်ဆက်ရှိတာ哦အဲ့တော့ဒီရေတရလုတ်ကြည့်ပါမိဟိုကျမရဲ့မိတ်ဆွေတွေအဲအခုဗီဒီယိုပိုင်းနားထောင်နေသူတွေအေးချမ်းချင်းတာယာချင်းတွေများစွာရရှိစေနိုင်လေးပေါ့နော် အားကြောင့်မို့လို့မိတ်ဆွေတွေကိုယ်လုံးလဲအေဂျင့်တာမှုတွေပျော်ရွှင်မှုတွေပြည့်စုံနိုင်ကြပါစေရှင်။ဒီမှာကတော့အဘစာရင်းမင်းတင်ခါရဲ့တပည့်ရင်းဆရာမခင်ဆွေစီရင်ဖြစ်ပါတယ်ရှင်။